မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်လ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိပ်တပ်ပွဲသတင်းကတော့မန္တလေးတိုင်းတပေကျင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ148တရင်နဲ့စစ်တပ်စကမ်း5ခုကိုတော်လဲတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့ညနေ9:00အချိန်ကမှ PNL နဲ့မိုးကုတ်ဗျူဟာအပါအဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်148ခြေလင်းတရင်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ခလာရ148တရင်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။လက်နက်ခဲယမ်းသိမ်းဆီးရရှိမှုနဲ့စစ်ခွေးတည်တဲ့ဇယင်းကိုတော့တပ်ဆိုင်ရာတာဝန်ရှိသူတွေကထုတ်ပြန်ပါလိမ့်မယ်လို့ဒေသတော်လိုင်းရေးသတင်းအရေးမြစ်ကပြောဆိုထားပါတယ်။အလားတူပဲတပိတ်ချင်းမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာ9ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်း9ခုကိုလည်းအပိတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကသတင်းထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတပိတ်ချင်းမြို့နယ်အတွင်းမှာရှိတဲ့ ကွင်း30ရွာတက်စခန်းလက်ပံပြန့်ရွာတက်စခန်းဖိုးကုန်းတက်စခန်းဝတ်တေရွာတက်စခန်းနဲ့ဖတ်ရှိရွာတက်စခန်းတို့ကိုအပိသက်သိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒါ့အပြင်တပိတ်ချင်းမြို့နယ်အတွဲမှာရှိတဲ့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကပတ်မှတ်ထားတဲ့စီရေးပြတ်မှတ်များကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်တပိတ်ချင်းမြို့နယ်မှာခလာရတလေးရှိအမှတ်1တုတေသနတယင်းအမှတ်20စစ်စေးရုံဂရေတရာစစ်ကောင်စီရဲ့တမ်းမြက်လေ့ကျင့်ရေးကြောင်းတတ်တတ်က73အမှတ်1စစ်အခြေခံလေ့ကျင့်ရေးတပ်စခတာ2တပ်များရှိပြီးတော့ တော်လိုင်းအိတ်တက်များကတိမ့်ပတ်လိုက်တဲ့ခလိုက်ရတဲလေးရှစ်ဟာချွေလင်းတရင်နဲ့အကြီးတန်းတရင်ဖြစ်တယ်လို့သိရပါဗျ။တပိတ်ချင်းမှာစစ်တပ်ကင်းစင်နယ်မြေဖြစ်ရန်အတွက်စစ်တပ်နဲ့ကြောင်းနှစ်ခုနဲ့လက်ယုံတက်တစ်ခုသာကြန့်ရှိတော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်မှာတေးလူမျိုးပါဖြစ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်73ဦးကိုအရှိမြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းမှာရှိတဲ့ဘန်ကာအောက်မှာပုံအောင်နေတဲ့အချိန် MNDAA တွေကတွေ့ရှိပြီးတော့ကယ်တင်ဆေးကုသမှုပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဩဂတ်စ်လ10ရက်နေ့ကလာရှုရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုမဟာမိတ်တပ်များကစစ်ဆေးရမှာဘန်ကာတခုရဲ့အောက်မှာဒဏ်ရာရတဲ့စစ်သည်73ကိုတွေ့ရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဒဏ်ရာရတဲ့စစ်သားတွေဟာဘန်ကာအောက်မှာပုံအောင်တွေကရှင်တန်နေသေးတယ်လို့သိရပါဗျ။၎င်းတို့ဟာရက်အတန်းကြာစာလောင်မှုအေးမိခြင်းနဲ့အနာပိုးဝင်ခြင်းတို့ကိုခံစားနေရတဲ့အတွက်တေလူမျိုးပါဖြစ်နေကြတယ်လို့သိရပါဗျ။ဒဏ်ရာရရှိတဲ့စစ်သား73ဟာမြောက်ပိုင်းမဟာမိတ်တပ်များကကယ်တင်နိုင်တဲ့အချိန်မှာတချို့ကတေလူမျိုးပါဖြစ်နေပြီလို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ MNDA တပ်ဖွဲ့က ဘန်ကာတွေကဒဏ်ရာရရှိသူများကိုကျမရေးဆိုင်ရာစစ်ဆေးမှုများပြုလုပ်ရန်နဲ့ဒဏ်ရာများကိုစေကူသမှုပေးရန်နောက်တန်းဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။နိုင်ငံတကာဥပဒေများအရစစ်ပွဲအတွင်းမှာနှစ်ဖက်စလုံးဟာဖျားနာဒဏ်ရာရရှိသူများစစ်တုံးမှန်းများနဲ့အရဲသားများကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုသမှုနဲ့အကာအကွယ်ပေးရန်တာဝန်ရှိပြီးတော့အခြေခံလူကုန်တိုက်ခါနဲ့အခွင့်အရေးများကိုအကာအကွယ်ပေးရန်နှစ်ဖက်စလုံးမှာတာဝန်ရှိကြောင်း MNDA ကပြောဆိုခဲ့ပါတယ်။ MNDA အနေနဲ့လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ကို အမြဲလက်ကင်ထားပြီးတော့တိုက်ပွဲအတွင်းမှာအရက်သားများနဲ့စစ်တုံးမှန်းများအတွက်ပတ်ဆိုင်ရာဦးစားပေးဆက်ဆံမှုဝါဒများကိုချမှတ်ကစစ်တုံးမှန်းများကိုအကာအကွယ်ပေးလျက်ရှိတယ်လို့သိရပါတယ်။ဒါပေမဲ့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အာဏာသိမ်းစစ်တပ်ကတော့တိုက်ပွဲအတွင်းမှာဒဏ်ရာရတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုအကာအကွယ်မပေးနိုင်ုံသာမကပဲနဲ့ရုံမာတဲ့လေကြောင်းတိုက်ခိုက်မှုများနဲ့ဘုံကျဲတိုက်ခိုက်မှုများကိုလှုံ့ဆော်ရန်နိုင်ငံရဲ့စစ်အင်အားကိုအားကိုးအားထားလျက် စစ်မဟုတ်တဲ့နယ်မြေများနဲ့စည်ရေးမဟုတ်တဲ့ပြစ်မှတ်များကိုကျင်းဖန်းများစွာတပ်ဖြတ်ခဲ့ပြီးတော့မရေမတွက်နိုင်တဲ့အရက်သားများအသက်ဆုံးရှုံးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခကို MNDA ထံကိုလက်လွတ်လိုက်ရပြီးတဲ့နောက်ရမခကိုတွားခွင့်မရလိုက်တဲ့မူဆယ်မြို့မှာရှိတဲ့ရမခတိုင်မူဘိုးချုပ်စိုးလိုင်အပါဝင်စစ်ကောင်စီဝန်ထမ်းအကြီးပိုင်းအရာရှိများဟာတရုတ်နိုင်ငံယူနန်ပြည်နယ်ဘက်မှာရှိတဲ့ရွှေလီနဲ့ကျေကောင်မြို့များမှာအိမ်ငားနေပြီးတော့နေချင်းပြန်ရုံးတက်ရုံးစင်ပြုတ်လုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရမခတိုင်မူဘာညာတော်မှမူဆယ်မှာမရှိဘူး သူရွှေလီမှာနေတာများတယ်မူဆယ်ခရိုင်အုတ်ချုပ်ရေးမှုလို့ဆိုမိသားစုလိုက်ပြီးတော့အဓိကကတော့အကြီးပိုင်းတွေပေါ့လာဝကတို့ကကျဲကောင်းမှာပဲနေတာအခန်းကားနေကြတာဝင်လိုက်ထွက်လိုက်ပေါ့မနှက်ဆိုထွက်လာတယ်ညဆိုတရုတ်နိုင်ငံတဲကိုပြန်ဝင်ကြတယ်တိုင်းမူဘိုလ်ချုပ်စိုးလိုက်ကတော့ဝင်လိုက်ထွက်လိုက်ပဲအတိမရှိဘူးလို့ပြောဆိုထားပါတယ်တေကြတာကတော့ရွှေလီမှာရှိနေတယ်တခြားသူတွေကတော့ဝင်လိုက်ထွက်လိုက်လုံနေကြတယ်လို့မူဆယ်မြို့ကသတင်းရေးမြစ်ကပြောဆိုထားပါတယ်မြန်မာတရုတ်နယ်စပ်မြန်မာဘက်ချမ်းမူဆယ်မြို့မှာရှိတယ်စင်ဖြူဂိတ်နဲ့နန်းတော်ဂိတ်အလဲဘက်ကနေတဆင့်တရုတ်မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် စာအုပ်အနေနဲ့တရုတ်နိုင်ငံကိုတပတ်ခန့်တရားဝင်နေထိုင်ခွင့်ရှိတယ်လို့သိရပါတယ်။လက်ရှိမှာမူဆယ်မြို့မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံအရာရှိများဟာအဲ့ဒီစာအုပ်နဲ့တရုတ်နိုင်ငံကိုအဝင်ထွက်ပြုလုပ်ကရုံးတက်ရုံးစင်ပြုလုပ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။စာအုပ်ရှိတာကိုသူတို့က နေခြင်းပြန်မပြောင်းခြင်းလဲ698ခွနရဲ့အဲ့ဒီလိုနေလို့ရတယ်။ပြီးရင်တစိမ့်ရိုက်ထွက်ပြီးပြန်ဝင်အဓိကကတော့နန်းတော်ပေါက်ပါပဲ။ ဒီလူတွေကအဲ့လိုဝင်နေကြတာလို့တရင်ရေးမြေကပြောဆိုထားပါရယ်ဩဂတ်စ်လ10ရက်နေ့ည7နာရီခွဲကမှာမူဆယ်မြို့နယ်နမ်ခွန်ချေးရွာအနီးဘက်ကိုစစ်မှုဆောင်ဘက်မှရှိတဲ့စစ်ကောင်စီတပ်က나ယူဝက်ခန့်ကြားလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးတော့ဩဂတ်စ်လ9ရက်နေ့မှာတော့ပုံမှန်အချိန်တွေတိုင်းပြန်လည်လဲပတ်လျက်ရှိတယ်လို့မြို့ကံများကပြောဆိုထားပါရယ်မူဆယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတော့လဲမူဆယ်မြို့ပတ်ပတ်လည်မှာညီနောင်တုံးဘွဲ့နဲ့မဟာမိတ်တပ်များကနေရာယူထားပြီးဖြစ်ကြောင်းစီရေးသတင်းများကိုထောက်လန်းနေတဲ့စီရီယံဗိုလ်ကြီးစင်ရောကပြောဆိုထားပါရယ် တိုက်ပွဲတော့မဖြစ်သေးဘူးမဟာမိတ်အဖွဲ့တွေကတော့နေရာယူပြီးလောက်ပြီစစ်တပ်ကတော့ကြောက်ကန်ကန်ပြီးပြစ်နေတာပေါ့မဟာမိတ်အဖွဲ့ကလည်းမူဆယ်ကထိုင်ကုန်မဲ့တိုင်းမှုဘုံမှုချုပ်စိုးလိုင်ကိုလက်နက်ချဖို့အတွက်ခန်းလန်းထားတာတော့ရှိတယ်လို့ဘူကြီးစင်ရောကပြောဆိုထားကြောင်းပြင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့အခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရမိတဲ့စစ်တုံးပန်းမိသားစုဝင်338ဦးကို MNDAA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တတိယအကြိမ်ထပ်မံလွှတ်ပေးလိုက်တဲ့အတွက်စုစုပေါင်းပြန်လွှတ်ပေးတဲ့သူ1143ဦးအထိရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ9ရက်နေ့လာရှိုမြို့အခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရမိတဲ့စစ်တုံးပန်းမိသားစုဝင်338ဦးကို MNDA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကတတိယအကြိမ်ထပ်မံလွှတ်ပေးလိုက်တယ်လို့သိရပါဗျ။အဲ့ဒီစစ်တုံးပန်းမိသားစုဝင်များကို SSPP တပ်ဖွဲ့ကလာရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။တတိယအကြိမ်338ဦးကိုထပ်ပြီးတော့လွှတ်ပေးလိုက်ပါတယ်။ အခုဆိုရင်ပြန်လှုပ်ပေးတာတထောင်ကျော်သွားပြီပေါ့စစ်တုံးမှန်မိသားစုဝင်တွေကို SSPP တပ်ဖွဲ့များပူးပေါင်းပြီးတော့လာခေါ်ပေးပါတယ်လို့ဒေတာတွန်လိုင်းရေးတရေအေးမြေကပြောဆိုထားပါတယ်စစ်တုံးမှန်မိသားစုဝင်များကိုဩဂတ်စ6ရက်နေ့ကနေစတင်ပြီးတော့ပြန်လှုပ်ပေးခဲ့ခြင်းဖြစ်ပြီးပထမအကြိမ်ဖြစ်နေစစ်တုံးမှန်မိသားစုဝင်360ဦးဩဂတ်စ9ရက်နေ့မှာဒုတိယအကြိမ်ဖြစ်445ဦးနဲ့ဩဂတ်စ9ရက်နေ့မှာတတိယအကြိမ်ဖြစ် 338ဦးတို့ကိုထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အရှိမျောက်တိုင်းစစ်ဌာနချုပ်ကို MNDA တပ်ဖွဲ့က2024ခုနှစ်ဩဂတ်စ်လ3ရက်နေ့နေ့လယ်12:20မိနစ်မှာအပြည့်အဝသိမ်းပိုက်နိုင်ခဲ့ပြီးတော့စစ်ကောင်စီတပ်များကိုအပိသက်ချိန်မုံနိုင်ခဲ့ကြောင်းကိုတရားဝင်ထောက်ပြန်ကြေညာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်ဇီးကုံးလေးရွာမှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့မူဒရာဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတနက်နှက်လက်သိသိရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ9ရက်နေ့မနက်7:56မိနစ်အချိန်ရွှေဘုံမြို့နယ်ဇီးကုံးလေးပြူစောတိရွာမှာရှိတဲ့အကြံဖတ်စစ်ကောင်စီတပ်သားနဲ့ပြူစောတိများကင်းယူထားတဲ့ မူဒရာဂိတ်ကိုတော်လိုက်တပ်ဖွဲ့များကအနိကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရာစစ်သားနဲ့ပြူစောတိ၃ဦးသေဆုံးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာသေဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ G3 တနက်တလက် G100 တောင်းနဲ့ M1 ကာဘိုင်တလက် G90 တောင်းတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဒီမစ်ရှင်အတွက်စူးစမ်းလိုက်ရတာဒါကဒုတိယအကြိမ်မှာပထမအကြိမ်တိုက်ခိုက်တုန်းကပစ္စည်းမရလိုက်လို့အခုဒုတိယအကြိမ်ပြန်ပြီးတော့စူးစမ်းတာလက်နက်ရအောင်တိုက်ခိုက်ခဲ့တာပါလို့ရွှေဘုံမျိုးနဲ့တိုက်နယ်တဲ့ပကဖ Golden Future Force ရွှေဘုံအဖွဲ့ကတာဝန်ရှိသူတို့ကပြော ဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်တိုက်နယ်တပ်ကဖာ Golden Future Force ရွှေဘုံနယ် Golden Heroes Force ရွှေဘုံအဖွဲ့တော်ကလှုပ်ဆောင်ခဲ့ပြီးတော့ရွှေဘုံမြို့နယ်ပကဖာတိုက်ခိုက်ရေးအဖွဲ့ PDO နဲ့နယ်မြေခံဘလူးညင်တော်ပကဖာအဖွဲ့တော်ကဖြတ်တောက်ရေးကာကဲအဖြစ်နဲ့ပူးပေါင်းပါဝင်ပေးခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့မှာစစ်ကောင်စီကလူသားတိုင်းအဖြစ်နဲ့ပိတ်ဆောင်ထားတဲ့ရိုဟင်ဂျာအယောက်900ကိုအေအေကကယ်ထုတ်ပေးခဲ့ပြီးတော့ရိုဟင်ဂျာများကိုဇက်တိုက်ဆိုးသလိုအေအေကကယ်ထုတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ6ရက်နေ့ညနေ3နာရီအချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့လက်နက်ကိုင်မွတ်စလင်တချို့ကလူသားတိုင်းကအဖြစ်နဲ့ပိတ်လောင်ထားတဲ့မောင်တော်မြို့အမှတ်၈ရပ်ကွက်ကញ្ញင်တန်းရွာကရိုဟင်ဂျာ900ခန့်ကိုအေအေကကယ်ထုတ်ပေးခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်စီနဲ့လက်နက်ကိုင်မွတ်စလင်တချို့ကရိုဟင်ဂျာကြီးပါများက 요아도 요아담이 하고 ထွက်ခွာခွင့်မပြုဘဲနဲ့လူသားတိုင်းကအဖြစ်နဲ့အတုံးပြုရန်ခေါ်ဆောင်ထားခဲ့တယ်လို့သိရပါဗျ။ဩဂတ်စ်လ၈ရက်နေ့မွန်းလွဲတနားရီကလည်းရခိုင်ပြည်နယ်မောင်တော်မြို့နယ်ဘုံမူးကျေးရွာကရိုဟင်ဂျာတပ်ကြီးရွယ်အိုများအမျိုးသားအမျိုးသမီးများနဲ့ကလေးတငယ်များကိုစစ်ကောင်စီနဲ့လက်အောက်ခံလက်နက်ကိုင်မွတ်စလင်များကလူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးပိတ်လောင်ထားခဲ့တဲ့အတွက်ရိုဟင်ဂျာပြည်သူတချို့ဟာစားနပ်ရိက္ခာများပြတ်တောက်ကအစာရေစာပြတ်လတ်မှုဒဏ်ကိုခံစားခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီဘုံမူးကျေးရွာကမွတ်စလင်ပြည်သူ300ခန့်ကိုလည်းအေအေကဘေးကင်းရာကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ လို့သိရပါဗါအရခတက်တော် AA ကမောင်တော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့မောင်တော်မြို့တိုင်းတိုက်ပွဲကိုဆင်နွှဲလျက်ရှိတယ်လို့သိရပါဗါဒါကြောင့်မောင်တော်မြို့နဲ့၎င်းရဲ့ပတ်ဝန်းကျင်အနီးမှာရှိတဲ့ခြေရွာများကရွာသူရွာသားများကိုတိုက်ပွဲနဲ့လွတ်ရနေရများကိုတိမ်းရှောင်လာကြစေရန်အတွက်အတိပေးကြေညာချက်ကိုဇွန်လ16ရက်နေ့နဲ့ဩဂတ်လ9ရက်နေ့တို့မှာအတိပေးထုတ်ပြန်ခဲ့ပြီးပြီလို့ AA ကထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။